စင်သစ်ဆောင်ဆိုင်ကြည့်ရှုပေးနေတဲ့ YouTube မိတ်ဆွေများကျေးဇူးတင်ပါတယ်။ Orlando ညနေခင်းမှာ노ကြတက်ကြွခြင်းနဲ့အတူလက်ဖြန်လေးကိုလှမ်းတက်ဖို့ခွန်အားအပြည့်အဝရရှိနိုင်ပါစေ။အဲ့တော့နှွေးကြီးချင်းကြီးလှမ်းမာလို့ဆိုတာလေးအဲစာသားလေးကိုကျွန်တော်ကရွှေကြီးငွေကြီးတမ်းမာလို့ဆိုတဲ့ဘဘဥဒုခရဲ့ရွှေရှင်ဇာကားမြည်လေးကိုမှီးပြီးတော့နှွေးဦးမှာခြေတက်လာတဲ့ခြေလှမ်းညင်းကြီးနော်တော်လန်တော်သူတွေရဲ့ အောင်မြင်မှုပန်းနိုင်ကိုရောက်လန်းကြတော့မယ့်အနေထားလေးကိုပမာနှိုင်းခြင်းလို့နှွေကြီးချီကြီးလမ်းပါလို့ကျွန်တော်ခေါင်းစဉ်လေးတတ်ထားပြတာဖြစ်ပါတယ်အဲ့တော့အခြေအနေတွေကပြည်သူတွေဘက်အမှန်တရားဘက်ညီညံသော Federal Democracy နိုင်ငံတော်တိဆောက်လို့သောဗတ်တော်သားတွေဘက်ကအခွင့်အရေးတွေတုံတိုးတိုးတက်မြင်မာလာနေပါတယ်ဒီကနေ့ဆိုလည်းပဲအနေငယ်ငယ်လွတ်တော် တတင်ကျင်းပပြီးတော့တတော်ဥက္ကဋ္ဌရွေးချယ်တင်မြောက်ရေးမှာသဘောတူညီချက်ရလာဖြစ်တဲ့အတွက်ကြောင့်မကြခင်မှာဒီစစ်မဲ့ဇုံတွေခရတာတွေနဲ့စစ်ပေးစစ်ပေးဆောင်ကူညီကြစေရေးတွေကိုဆောင်ရွက်ပေးမဲ့ဖိထာဆွေရအဖွဲ့အဲဝင်းကြီးချုပ်တက်လာတော့မယ့်အနေထားရှိနေချိန်မှာကျွန်တော်ရှိကအကြမ်းဖက်လူမျိုးလုံးတက်ဖြတ်မှုဆရာဆွေကောင်နိုင်ငံတော်ပုံကန့်သူဥပဒေမဲ့ကာကွယ်ရေးဦးစီးချုပ်ယာတို့ကိုအထမရယူထားတဲ့ဓမြ ရေဝင်ခန့်ထားခြင်းမရှိဘဲသူ့အတူကကွေးဦးစည်းချုပ်အတင်းတက်လုံနေသောဓမြဘူတောင်ချီမင်းအောင်လိုင်ရဲ့အခြေအနေကတော့တောင်မင်းမြောင်မင်းမကန်နိုင်တဲ့အနေအထားရှိနေပါတယ်။ဒီရပိုင်းသူ့ဘက်ကတက်လာတဲ့သတင်းတွေကစီးပွားရေးအတော်ကိုချွတ်ချုံကြပြီးပျက်စီးနေတာကိုသူကရခင်ဒေါ်ဆန်းစုကြည်အစိုးရကိုအပြစ်ပုံချနေပါတယ်။သူ့လက်ထက်ကတိုးတက်မှုတွေအများကြီးသူဆောင်ရွက်နိုင်တယ်တဲ့။ရခင်အစိုးရကြောင့်ခုလိုဆင်းရဲနေတာပါဆိုပြီးတော့အတော်လေးကို မျက်နှာပြောင်တိုက်အချက်တရားလုံးဝမရှိတဲ့ဒီဒီစင်ကြီးတွေနဲ့ပြောနေတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့သူတို့အထိနာနေတယ်အကြနာနေတယ်ပြေးပေါက်ရှာနေတယ်ဆိုတော့သိကြပါတယ်ဒီလိုပါပဲအာတမလုတဲ့လူတွေရဲ့နောက်ဆုံးသွားရလမ်းအတော့ကြာဆုံးချင်းညီကုန်းပါပဲကြာဆုံးချင်းညီကုန်းနေဆိုတာလည်းသူ့လိုလိုကိုဖြစ်လာတော့ကံကြမ္မာစုဘီးစုတွေကလည်းတခါတည်းကံဆိုးထီးမြောက်လိုက်သွားရမှာ အက်ဆစ်မိုးလိုက်လို့ရွာလို့တော့ပြောရမလို့ဖြစ်နေပါတယ်ဒူဒီရဲ့ပိုင်းအလုံးတိုင်းနေနေပါခင်ဗျာကျွန်တော်ရေတူရှင်နေမှာကျေကျေလာပါတယ်ကျွန်တော်ရှင်နေဟာဆိုရင်နေ့စဉ်နေ့တိုင်းနေတာတွေတိုင်းတိုင်းကောင်းနေကိုတန်းဆက်ပေးနေရတယ်ကျွန်တော်ရှင်နေလည်းကိုလည်းဆက်ပေးလို့ပြေးပြေးတိုက်ကြရတယ်ပြန်လာမယ်ဒီဆောင်နေတယ်နေ့ရက်တောင်းဆက်ရှင်ပါတယ်ခင်ဗျာပြီးကြတဲ့ဂျွန်လာ၄ရက်နေ့မူဝင်မြို့ရှေ့ပကန်းမှာဖြစ်ခဲ့တဲ့ဒီအခွန်ကောက်ခံတဲ့ဂိတ်မှာနော်စခွေးဓမြတ်တက်ချင်းချင်း ဓမြဘူကြီးနဲ့ဓမြအရာခံဘူတို့ကြားအချင်းများကြတယ်အဓိကတော့မတရားသဖြင့်ပြည်သူလူထုထံကစက်ကြီးတွေကောက်ခံလူရည်နေရတဲ့ထဲမှာသူပူယူတယ်ကိုပူယူတယ်ဆိုပြီးတော့စကားတွေပြောကြများကြပြီးတော့အချင်းချင်းသက်သက်တွေနဲ့ပြစ်ကြတယ်နှစ်ယောက်လုံးပြေးကြတယ်မနေ့ကတော့အရာခံဘူကဘူကြီးကိုအရင်ပြစ်တက်လိုက်တယ်ပါရာရှိဆိုတဲ့ကောင်ကမူးမယ်ယူမယ်တောက်မယ်စားမယ်လောက်မယ်စားမယ်နှာဘူးထားမယ်တလောက်ပဲရှိတယ်ဆိုတော့အရာခံဘူပြစ်တက်တော့သူအရင်ခံလိုက်ရအရာခံဘူကလည်းသူပြေးဖို့မရှိတော့တဲ့ကြောင့်သူ့ကိုယ်သူပြန်ပြစ်တက်လိုက် ဒေါက်တာဒီရာဒကလူတိထင်ရှားထွက်ပေါ်လာတဲ့ဒီဖက်စစ်တပ်တော်တွင်ဓမြချင်းချင်းစကွက်စကြက်လူရင်းနဲ့ဖြစ်ကြတဲ့ပြစ်တဲ့ခတ်တဲ့အမှုတွေပါဒီတဲ့ဘူအာရဆန်ကောင်းတာကတနင်္သာရီတိုင်းရေပြူဘက်မှာဒဝဲရေပြူဘက်မှာစစ်တီရာရှိတွေအစုလိုက်အပြုံလိုက်နော်သူကသူတက်တည်တာမဟုတ်ပါဘူးထွက်ပြေးကြတာပါပထမတော့သူထွက်ပြေးတယ်လိုက်ဖမ်းဖို့လွတ်တယ်လိုက်ဖမ်းတဲ့အတုထွက်ပြေးတယ်ထပ်လိုက်ဖမ်းဖို့သူတို့ခက်ခဲရှိနေတယ်ဘာလို့ဆိုထပ်ပြေးမှဆိုတော့အဲ့တော့ အရမဖက်စစ်အကျမ်းမဲ့အကျမ်းဖက်မင်းအွန်လိုင်းရဲ့တက်ကြီးကတော့အဲ့လောက်ထိကိုကြုံဘူးပေါင်ဂုံလူဆောင်ဖြူဖျဲပြုတ်ကွဲဖို့အင်မတန်ကိုတာဆူနေပြီဖြစ်ပါတယ်အဲဒီချိန်မှာပဲဒီနေ့ပဲเนาะကျွန်တော်တို့ရင်းမှာပင်အတက်အောင်မန်းဘက်ကိုသွားတဲ့လီယန်စီပေါ့စာကြီးကိုအိုးရှမ်းပြည်တောင်ပိုင်းကနေပြီးတော့ draw တော့ပါအိမ်အောင်ပြောင်းမှုထွက်ပြေးလာကြတဲ့စစ်ကားကဖက်စစ်အကျမ်းဖက်တဲ့စစ်ကားကဂုံစင်း braid တွေပေါက်ကားတွေပြင်းစင်ကြီးမရ ပြစ်တလူတွေဖျော်ပြဲတွေအိမ်ထောင်တွေပြောင်းရွှေ့ဆင်းအောက်ကနေလင်းစီကိုအောင်မန်းပို့မယ်ဆိုတက်လာတဲ့လင်းစီတင်လာတဲ့စစ်ကားကိုဝင်တိုက်မစီလုံးမှောက်မှောက်တဲ့ချိန်မှာလမ်းညုံလိုက်လာတဲ့ဘူးကြီးဆိုတဲ့ကောင်ကကြောင်တော်တော်နဲ့သေးဒါဖြစ်နေတဲ့ဖျော်ပြဲတွေပေါ့ဟုတ်ချုံမှုစီမံခန့်ခွဲမှုအလုံးအင်မတန်ညံပြင်းပြီးတော့ဘယုံဘယင်းစစ်ဗျူဟာတွေနဲ့ ego element ego element ဆိုတာကျုံတဲ့နေရာမှာကိုယ့်အကိုရှာစားကိုယ့်ဥကိုယူလေရူစာသရန်ဆိုတဲ့ ego element ကိုကျင့်သုံးပြီးတော့ မင်းတို့အဖအမင်းအွန်လိုင်းနဲ့အုပ်စုတစုမိသားစုတစုစီးပွားရေးဒနာဖွံ့ဖြိုးတိုးတက်ပုံလုံရေးအတွက်အောက်ခြေလက်ပါစီတက်ဖွဲ့ဝင်တတအားလုံးအသက်များပေးပြီးတော့ထမ်းဆောင်နေကြတဲ့အချိန်မှာဘယုံဘယင်းစီမံချက် Eco Admin ကျွန်တော်တို့စစ်တပ်ထဲမှာပြောပြောကျွန်တော်တို့ရှိစဉ်ရပေါ့ပြောလို့ပြောရရှိပါတယ်အင်္ဂလိပ်ရဲ့အင်္ဂလိပ်ရဲ့စီကံနဲ့ဂျပန်ရဲ့စစ်ပညာတဲ့အင်္ဂလိပ်က ပြီးခဲ့တဲ့စီကံကိုရတယ်ဂျပန်သင်ပေးတဲ့စစ်ပညာကိုရတယ်တက်မလို့သို့တော့ ego element နဲ့လောက်ရတယ် ego ဆိုတာတကယ်တကယ်တော်တယ်မှာဖြစ်တယ်လို့ကြုံလို့ရရရှာဖွေစားတော့ရတဲ့ဒိုင်းတန်မျိုးနွယ်စုတစုကိုကျွန်တော်တို့ဘက်ကပေါ့နော်အတိအမှန်ပြည့်ရခေါ်တာပါသူတို့နင်ချတာမဟုတ်ပါဘူးအခုတော့လေ ego လူမျိုးတွေဆိုတာတိုးတက်နေတဲ့မျိုးနွယ်စုတွေဖြစ်နေပါပြီကျွန်တော်တို့မှာစုစမတ်ပြုခဲ့တာက ego element နဲ့ကြုံတယ်လို့ရရရှာစားကြတဲ့လူ ego element လို့ပြောကြပါတယ်အဲ့တော့အခုလက်ရှိဂျပန်စစ်တပ်ရဲ့အနေထား ေးရွာတွေမှာမီရီရှို့ရာမီမရှို့ခင်အင်ဂျီထဲမှာရာတော့ရွှေခွေးတဝူယရနာစားစရာအကုန်လူယူမီရှို့မင်းမချောမင်းမလေးမိမငယ်တွေ့ရင်မရင်းချင်းဤသက်စူလက်ပြုံးလိုက်မီရှို့ဘလောက်အဆင့်ကိုရောက်သွားပြီတော့သူတို့ရဲ့နောက်ဆုံးထွက်တဲ့စစ်တပ်ကြီးတစ်တပ်လုံးအကြမ်းဖက်ဖက်စစ်တပ်ကြီးတစ်တပ်လုံးဖီယိုဖီရဲ့ပြူကွဲလူမတိုင်ခင်နောက်ဆုံးထွက်တဲ့နဲ့ရုန်းကန်နေတဲ့အနေအထားဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ကခမန်းကြည့်တာပေါ့လေချိန်ထိုးကြည့်တာပေါ့ကျွန်တော်တို့ဒေါ်လာရင်းအွန်လန်ထူမဲ့ဖွဲ့က ပြည်ဆက်ဆွလမှုများစွာနဲ့ကြိုးစားနေတဲ့ generation Z ပြည်သူ့ကာကွယ်တပ်မတော်တွေကအွန်လိုင်းနေတစ်ခုတစ်ခုထူပြီးတော့ရန်ကုန်မန္တလေးလမ်းရန်ကုန်ပဲခူးလမ်းပဲခူးမော်လမြိုင်လမ်းမော်လမြိုင်တဝဲဘိတ်ကော့တောင်းလမ်းအားလုံးကိုကျွန်တော်တို့တစ်ပြေးပြေးစိုးမိုးသိမ့်ပိုက်နေချက်လာတဲ့အချိန်မှာတတိယနေ့အပြင်မထွက်ရောရတဲ့ဂျမ်ပဲဖက်စစ်တပ်ကစစ်သားတွေညီပေါင်းစုံနဲ့ထွက်ပြေးလာတာကိုတားမြစ်ဖို့သူတို့ချင်းချင်းကြားမှာလဲကန့်သက်ချင်းတွေပြိပင်တားမြစ်ချင်းတွေမိသားစုကိုနောက်ွယ်ကပြန်ပြေးဆိုထိန်းချုပ်ထားပြီးတော့ခြေတန်းကိုအတရအမှပုတ်လို့ခိုင်းစီနေရတဲ့အနေအထားတွေ လမ်းပြင်ကိုမထွက်ရတော့ဘူးလမ်းမတွေကိုမဖြတ်ရတော့ဘူးအခုဆိုရင်ဒီရက်ဖက်ကားတွေကိုပြည်သူ့ကာကွယ်တပ်ကမထွက်ဖို့မြစ်ထန်ရဲခံရတဲ့အတွက်ကြောင့်ညနေ6:00နာရီကနေမနေ့6:00နာရီကအချမ်းဖက်ဖက်စစ်တပ်ကခီးသွားမဲ့ကားတွေအတွက်ကတော့နေရာတိုင်းမှာပြင်းပြင်းတမန်တွေကစောင့်ဆိုင်းလို့ကျူနေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီလိုမျိုးဖက်စစ်အချမ်းဖက်မလုပ်ရတာဘာမှမရှိဘူးသူ့လောက် တိတက်နားလဲလို့မရှိလို့ဒီကာကွယ်ဦးစီးချုပ်ယာရုကိုအသက်80နားနေတဲ့အထိမျက်နှာပြောင်တိုက်ဆက်ယူထားတယ်ဆိုတော့မင်းအွန်လိုင်းကိုတောင်ချီးကိုအာကူတကြီးယုံမက်ပုံအပ်နောက်ွယ်ကနေမြှောက်ပင့်ပြီးခေါင်းတော်သိစိတ်ခေါင်းတော်ညိစိတ်တော်သည့်သခင်အားရကြုံပါဝအယူရင်းလေးများရလို့ရညာဆိုတော့မြှောက်ပင့်ပြီးခဲ့တဲ့နိုင်ငံရေးပါတီများနဲ့သူ့ကိုမှီပြီးတော့ဆက်အနာရှင်စနစ်ဆိုးသက်ဆိုးဆက်ရှိရင်ငါတို့လဲမတရားသဖြင့်ခိုးလာခဲ့တဲ့ဘန်နာတွေကို သားစဉ်မြေဆက်ဆက်စားခွင့်ရပါစေလားရပါစေလိမ့်မယ်ဆိုတော့မျှော်လင့်ချက်နဲ့အားပေးခဲ့တဲ့လူတွေရဲ့ဆုံးရှုံးမှုညီကုန်းအကြောင်းကိုသုံးသပ်ပြခြင်းပါပရမတ်ဆုံးကျွန်တော်သုံးသပ်ပြခြင်းတာကမဘာသာမျိုးဘာသာသာသနာခေါ်တဲ့တက်မလို့ချစ်သူများပေါ့အခုဆိုရင်တွေ့ရပါလိမ့်မယ်မျိုးသမီးငယ်တယောက်ပြောနေတဲ့မူကြီးချက်မှနဲ့ပြောနေတယ်သူတို့တက်မလို့ချစ်ခဲ့တယ်ထောက်ခံခဲ့တယ်ပေါ့နော်သူတို့ကတက်မလို့မိသားစုလေးဖြစ်တယ်သို့တော့အခုချိန်မှာတော့သူတို့ကိုပဲအရသာဖြစ်တဲ့သူတို့ကိုပဲဘယ်ကမှမသိတဲ့ စစ်တပ်ကလူတွေကပဲကျိန်မောင်းရိုက်နဲ့နော်သူ့အတူစစ်ကားလာနေလို့ပြုတ်ကြလုတဲ့လူတွေကလမ်းဘေးမှာစစ်ပင်ရေးအောင်မှာဆိုင်ကယ်ကိုထိုးရလိုက်ပြီးစစ်ကားတွေလာနေတယ်ပေါ့နော်လမ်းဘေးမှာတက်မလို့ချစ်သူနော်တက်မလို့ထောက်ခံသူတွေလမ်းဘေးမှာသူ့အတူထိုးရပြီးသူ့အတူဖုံးဖို့ဆက်မိမရှိအဲ့တော့စစ်ကားပေါ်ကဖက်စစ်အကြမ်းဖက်စစ်တပ်ကားပေါ်ချက်ချင်းထိုးရဆင်းလာပြီးတော့မင်းငါတို့ရင်နှန်းလာနေတဲ့သတင်းပို့နေရမဟုတ်လားမှုကျွန်တော်တက်မလို့ထောက်ခံတူးတူးမတူးတူးကွာဘောင်တိုင်းတနက်တင်နေဆော့ ခနောက်တွေနဲ့စစ်ဖက်တွေနဲ့ပေါက်ပါးနှချင်းချင်းရိုက်ပြီးတော့ခြံထားခဲ့တော့ငူကြီးချက်မှတ်နဲ့ငူကျွေးနေရတဲ့အနေထားတွေမတက်မလို့ထောက်ခံသေးတယ်ပွားနော်ဟောဒီဒီဘလို့မှဟိုမှန်မှန်ကန်ကန်အတ္တဓမ္မနဲ့အတ္တမကိုခွဲခြားခြင်းမရှိဘဲနဲ့တက်မလို့ဖြစ်ပြီးရောထောက်ခံမယ်ဆိုတဲ့လူရန်စားအခုတော့သူတို့ခင်ဗျာနောင်တတွေတတိကြီးနဲ့မြေတွေဘူးတီလုံးလောက်ကြာပြီးတော့လူမြင်ကုန်းလည်းမထွက်ရဲမြပြီးအိမ်လည်းမပြန်ရဲသူတို့ထောက်ခံနေဆိုတဲ့စစ်တပ်ကြီးကလည်းသူတို့ဘက်ကဘာမှမရက်တက်မလို့ထောက်ခံသူတွေဘဝ ဖြစ်သွားရအနေထားတဖြည်းဖြည်းနဲ့လုံမပါပေးလို့လုံးလို့ဖြစ်သွားတယ်ဒုတိယကကျွန်တော်ကြည့်နေတယ်ပြည်သူနဲ့အတူဆိုတော့ကျွန်တော်တို့ရဲ့နောင်တော်ကြီးတူဖြစ်တဲ့သူရဥွှေမန်ပါတီလဲဘယ်ရောက်သွားမှမသိသူလဲဘယ်ပြောက်သွားမှမသိအဲ့တော့သူလဲလက်ရှိအာနာသိန်းနဲ့အခင်းချင်းမှာသုံးတရားနောက်ွယ်ကအကျိုးစီးပွားအလို့ငါမပါဘူးလို့ဘယ်သူမှမငင်းနိုင်ပါဘူးဘာလို့ဆိုတော့သူတို့မိသားစု ပိုင်ဆိုင်ထားတဲ့ဒီစည်းစိမ်ကနည်းလာမှာမဟုတ်ပဲတမ်းပြည်တပြည်လုံးသာဆင်းရဲနေပေမဲ့ပြည်သူနဲ့အတူဆိုတဲ့သူတို့အုပ်ရှိမှမိသားစုကြီးကြီးတဲ့ချမ်းသာတာလူတိုင်းတည်တာပေါ့နောက်တစ်ခုထပ်ပြီးတော့ဝမ်းနဲ့ကြေကောပြာကောင်းတဲ့အုပ်စုကတော့ဥတန်ထေးတို့ကြက်ခိုင်ဖွံ့ဖြိုးရေးအုပ်စုဒါသူတို့တွေလည်းရေကောက်ပွဲကောက်ခွက်လောင်ရှုံးနေချိန်မှာဟာတို့တို့တို့ဘက်ကဘယ်သူမှရက်တိပြပေးလို့မရှိပါလားအာသွားပြီတရားမရဘူးဘလို့ဘာဖြစ်တယ်သူတို့အနာကဆိုရင်ရပြီဘာညာလဲထုတ်ပြန်ခဲ့ပြီးတော့ ဲအွန်လိုင်းကအာနာသိမ့်မယ်ဆိုတော့30ပါတီ30ကျော်နဲ့အတူအားအပါရဥဆောင်ပြီးတော့ဖြေတန်းကထောက်ခံခဲ့ကြတာသူတို့ပါအခုတော့ဥတန်းသေးဘဲကြောင်ဘဲနေရရောက်နေလဲမသိပါဘူးအခက်မသိရင်နေရင်ရေချုပ်လားထောင်ထဲမှာလားလဲမသိပါဘူးဟိုပြည်ထဲဒုတိယဝန်ကြီးဗိုလ်ချုပ်ကြီးတန်းလိုက်သတင်းလိုဖြစ်ချင်းဖြစ်နေမှာပေါ့နော်အတွင်းသတင်းပေးလာတယ်ဟိုတယ်ပကံလားမသိပါဘူးဟိုတယ်တစ်ခုမှာပြည်ထဲဒုဝန်ကြီးသူ့ခန်းထဲမှာသူ့အတူရဲတော့ရဲတော့မူးလာတော့ မီလို့မင်းအောင်လိုင်းဆိုပြီးတော့သူပေါက်ကွဲပြီးတော့သူခန်းထဲမှာသူဆဲတာပါဒါပေမဲ့အပြင်ကအိမ်တော်ဆောင်ကင်းဆောင်ကသတင်းပို့လိုက်တယ်တဲ့ပို့လိုက်တော့ပြည်ထရေးဒုဝန်ကြီးအဲ့ဒီဆဲမှုနဲ့ရင်းကျဲကျုပ်လှုပ်ဖြုတ်ခံရတယ်ကျွန်တော်အတွင်သတင်းဖျဲကြီးကပို့လာပါတယ်ဟုတ်ချင်လဲဟုတ်မှာပေါ့နော်အဲ့တော့ဦးတန်းထေးတို့အုပ်စုလည်းအဲ့လိုများဖြစ်နေမလားနော်အခုကြံ့ခိုင်ရေးခေါင်းဆောင်ဘာသူဖြစ်နေပြီလဲပြည်ထရေးဝန်ကြီးဟောင်းဘလောက်ထိစိုးပွားရက်ဆက်တဲ့အတိတ်သမိုင်းတွေရှိလဲလူတိုင်းသိတယ် ို့တော့သူတို့လည်းအခုဘီယိုဖျဲရွက်ကော့ဘွယ်ဝင်မလို့သာကြီးညာနေတယ်ရွက်ကော့ဘွယ်ဝင်မကိုစလဲလောင်းနေစီးရမယ်တန်ချက်ကကားတယ်အလုံးလောက်အရင်ပြင်ဆင်ဖို့သူတို့ကြိုးစားရမယ်ဆိုတာသိနေတဲ့အတွက်ကြောင့်ဒီရွက်ကော့ဘွယ်လည်းဖြစ်လာစရာအကြောင်းမရှိပါဘူးအဲနောက်ဆုံးအထင်နာနေတဲ့သမိုင်းအရာကောသူတို့အချင်းချင်းရဲ့ပြန်လည်ဆောင်ကြည့်ခြင်းအရာကောအထင်နာနေတဲ့ကျွန်တော်တို့ရဲ့စာဖတ်နေသူဘဘကြီးတန်းရွှေမိသားစု သူ့ရဲ့မြေမြေတော်မြောက်လောင်းလဲဘာမှအတံမကြားတော့တလို့ဘဘတ်ကြီးတန်းရွှေကိုဗစ်အသေးအတန်ဖြစ်တော့မှတော့မှသူကုကျင်တဲ့နိုင်ငံခြားဆေးကိုကုသောက်ကမရပဲနဲ့နေပြီးတော့မှပဲစိတ်မနှံခဲမရသူကုကွင်ပြီးတော့ဒေါသထွက်ခဲ့ရတာတွေအခုပွဲလေထွက်ဆိုရင်ထွက်ကြောက်တော်ကြီးဖရာကြောက်သွေးသွန်းဖရာသွေးသွန်းကြောက်စေဖရာတဲဖို့အတွက်လူလုံးထွက်ပြဆိုပြတုံချီတုံချီနဲ့တရုတ်ကလာတွေ့တဲ့ချိန်မှလည်းတရုတ်ကိုထွက်ပြီးတော့မျက်နှာချူသွေးရသူလည်းနောက်ဆုံးထွက်တဲ့အတွက်ကို ပြင်ဆင်ကြိုးစားနေရတဲ့အချုပ်နှိမ့်မှုအနေထားကိုရောက်ရှိပါတယ်နော်ပြောစရာတွေကတော့အများကြီးရှိပါတယ်နော်နောက်ဆုံးကျွန်တော်ဟိုသုံးသပ်ပြလိုက်ခြင်းတာကတော့၆လမှတစ်ခါပေါ်ထွက်လာရရှာတဲ့ယာယီတမဒလို့ဥပဒေမဲ့ခန့်ထားခြင်းခံရတဲ့ဥမြင့်ဆွေကြီးပါလွန်စွာမှတနာစရာကောင်းပါတယ်အနာသိမ့်တဲ့နေ့ကသူ့ရဲ့မျက်နှာတိမျက်နှာသားကြောကုန်လေးနည်းနည်းမတ်နေသေးတယ်။အဲ 6လတနှစ်ခွဲလောက်ကြာတဲ့အချိန်မှာ2နှစ်လောက်ကြာတဲ့အချိန်မှာတစ်ခါထပ်ပြီးတော့ငရဲမင်းတွေကိုတတန်းတိုးပြီးပို့လက်မှတ်ထိုးပို့မိနစ်ပိုင်းလောက်ပဲပြတဲ့ရုံမြင့်တန်းကျမ်းမှာရုပ်ထွက်ပြတဲ့အခါမှာဦးရွေးနေတဲ့မျက်နှာကုန်းကုန်းလာတဲ့ခါလောကရလောကကြီးရအတော်စိတ်ကုန်နေတဲ့အနေထားတွေကြည့်ပြီးတော့သူ့ရဲ့ဘူကျွေးရလည်းမသေးချာပါလား6လတကြိမ်လောက်မှထုတ်ပြီးတော့အသုံးချခံရတယ်ဒီကြားထဲမှာ6လနေအကျဉ်းနဲ့ဘလောက်စစ်စစ်ရင်းနေရှာမလဲတော့ဘယ်သူမှအကျိုးမရှိတဲ့ဒီ အရမနိုင်ငံတော်ပုံကအာဏာသိမ်းမှုကြီးဘယ်သူအကျိုးရှိလဲစဉ်းစားကြည့်အခုမင်းအွန်လိုင်းနဲ့သူ့သားသမီးအကျိုးရှိတယ်လို့ထင်ရတာတကယ်တော့မကြခင်ဒီအကျိုးစီးပွားအလုံးနိုင်ငံတော်ပုံပြန်ရောက်လာသူ့ကိုမီဆက်ပြီးတော့အကျိုးစီးပွားရလို့ရညာရလီမလားလို့စူးစမ်းခဲ့တဲ့လူရန်သာတန်ခိုင်ကြီးတန်နဲ့စစ်ဖို့စစ်ဖို့ကြိုးဟောင်းလူရန်သာအခုပြည်နေလွားနေပုံနေအောင်နေရနိုင်ငံခြားကိုပိုင်ဆိုင်မှုတွေရွှေ့နေရမိသားစုတွေကိုအင်းကြီးနိုင်ငံတွေကိုပြောင်းပြီးတော့ပုံအောင်ခိုင်းနေရပြီကဲသူတို့ကိုယ်တိုင်လည်းလူပုံလည်းမထွက်ရတော့ဘူး တဲ့ရောက်မှကောင်းလာလက္ခဏာဖြစ်နိုင်ငံစည်းပွားလည်းချွတ်ချုံကြနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအားလုံးဒီပါလည်းပြန်ထွက်နော်အခုတဖြည်းဖြည်းဗန်ကြီးနိုင်ငံလည်းပိတ်သိမ်းခံရနော်အခုဖြစ်တက်ထဲမှာလည်းအချင်းချင်းဖီယိုဖီယနဲ့သူထွက်ပြေးထွက်ပြေးတဲ့လူတို့လိုက်ဖမ်းမှုလွတ်လိုက်ဖမ်းမှုလွတ်တဲ့လူတွေထွက်ပြေးတိုင်းရင်းလိုက်တယ်လည်းလက်နှချ BGF တွေတိုင်းရင်းလိုက်တိုင်းရင်းလိုက်ဒီဘက်ကိုကူပြောင်းနော်နေရာတိုင်းမှာစစ်မောင်းတန်တွေတညံညံနဲ့ဘာမှကောင်းလာတာမရှိဘူးမင်းအွန်လိုင်းနဲ့ သူ့သားသမီးဆွေမျိုးသားချင်းစုကောင်းမှုအတွက်လုပ်ခဲ့တဲ့အမတန်မယူရဲဆန်နိုင်ငံဖြတ်စည်းနိုင်ငံကြီးအခုတော့ဇက်သိန်းလူနေပါပြီအဲ့တော့ကျွန်တော်ပြည်သူအားလုံးကျွန်တော်တို့နှုတ်ခွန်းဆက်အားပေးပါတယ်အားမလျှော့နဲ့အခက်ခဲတွေအကြက်တဲတွေချင်းချောင်းမှုတွေနှောက်ယှက်မှုတွေတပ်ဖြတ်မယ်ဆိုပြီးတော့စောင့်ကြည့်နေတဲ့စစ်ခွေးတွေဝိုင်းနေပါစေမကြောက်တရားနဲ့ရရဲ့ရင်ဆိုင်ပြီးတော့ကျွန်တော်တို့အောင်ပန်းဟာလက်တကမ်းမှာရောက်နေပြီဖြစ်တယ်ဆိုရင်ယုံကြည်ချက်ကိုဝင်ပြီးပြီအားတင်းတာပါ အာဒီနာဝါတနေ့နေ့ပြည်သူတရားလုံးဝမ်ပန်းတသားနဲ့လမ်းပေါ်ထွက်လကမောင်းခတ်မယ်နေ့မကြခင်ရောက်လာဖို့ဤပါပြီအာကျွန်တော်က force အမှားမျိုးလင့်ချက်တွေပြီးနေတာမဟုတ်ပါဘူးကျွန်တော်တို့ဟာဓမ္မဆိုပြီးအမှန်ကန်သောတရားမျှတမှုကိုကျင့်သုံးပြီးတရားမျှတမှုရဖို့တိုက်ပွဲဝင်နေတဲ့တရားသောဘက်တော်သားတွေဖြစ်ပါတယ်တရားသောဘက်တော်သားတွေဖြစ်တဲ့နေကျွန်တော်တို့အားလုံးဒီရပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေမြို့သားညွေဆွဲအန်ဂျီတောင်ရှိတဲ့သူတွေနဲ့တိုင်းဒေသ ERO လက်နက်ကင်တော်လိုင်းရေးတပ်ဖွဲ့ခေါင်းဆောင်တွေအားလုံးပေါင်းစည်းကြိုးပမ်းနေတဲ့ဒုတိယအကြိမ်မြောက်လွတ်လပ်ရေးတိုက်ပွဲကြီးလူမျိုးတို့ချင်းဖက်စစ်အာဏာရှင်ကျုံပြုတ်ခံထားတဲ့ဘဝလွတ်မြောက်ဖို့ကြိုးစားတဲ့လွတ်မြောက်ရေးတိုက်ပွဲကြီးဟာတရားသောအမှုကိုရည်ရွယ်ပြုတဲ့တရားသောစစ်ဖြစ်တဲ့တော့ကျင်းသိမ့်မဟုတ်ချအောင်ပွဲရမှာဖြစ်တော့ကျွန်တော်တို့ရှုံးမှာမဟုတ်ဘူးဒီကြားထဲမှာတော့သိရှိဖို့တီးခံဖို့ဇွဲရှိဖို့စွန့်လွတ်စွန်စားမှုနဲ့အားလုံးပါဝင်ဖို့တော့လိုတာပေါ့နော်။ဒါကြောင့်စွန့်လွတ်စွန်စားမှုနဲ့ဆိုတဲ့စကားလုံးကျွန်တော်သုံးရတယ်လေ လက်ရှိဖက်စစ်ဂျမ်းဖက်တပ်တွေကိုဘာတပြန်ကြားတပြန်အနီးကပ်တွန်းလန်တိုက်ခိုက်တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်လေးတွေသူရဲကောင်းဂျန်စီမိန်းကလေးယောက်ျားလေးအားလုံးဟာတကယ်ကိုအသက်ကောဘဝရောခန္ဓာရောသူတို့ရဲ့ငယ်ရွယ်နှုပြတော်အချိန်မူရောကိုပေးဆက်ဆွန့်လွန်ပြီးတော့တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။အဲ့တော့သူတို့ပေးဆက်ဆွန့်လွန်တိုက်ပွဲဝင်နေတဲ့အချိန်မှာသူတို့အတွက်မဖြစ်မနေလိုအပ်တဲ့စစ်တပ်စစ်တပ်ချင်းရှင်ပြန်တိုက်ခိုက်တဲ့နေရာမှာမဖြစ်မနေလိုအပ်တဲ့ စက်သုံးစိတ်တွေရှိစလန်နဲ့ပစ္စည်းဝယ်ပံပိုးရမှာထောက်ပံ့မှုတွေရှိခိတ်ခါတွေရှိသူတို့တွေစင်စက်မပြတ်ဒီစစ်တပ်တိုက်ပွဲဝင်နိုင်မှုအတွက်လိုအပ်တဲ့စီမံခန့်ခွဲမှုရန်နေရာတွေအတွက်ဝူကြီးတွေဘန္နာအခွန်တွေလိုအပ်တယ်ကျွန်တော်တို့ဒီအချိန်မှာအောင်ပွဲနီးလာလေလေပို့ပြီးတော့အုံကြီးလာလေလေဖြစ်တဲ့အတွက်ကြောင့်ပြည်သူထောက်ပံ့မှုကလည်းဒီအချိန်မှာပို့ပြီးအများဆုံးအမြင့်ဆုံးလိုအပ်လာတဲ့အချိန်ဖြစ်ပါတယ်ဥပမာကျွန်တော်ပြောပြမယ် အချက်ချာကြတဲ့နေရာတခုလို့ပြောရမှာပေါ့ဘယ်နေရာလဲကျွန်တော်တတ်မပြောလို့ပါဘူးအချက်ချာအလွန်ကြပါအဲ့ဒီနေရာအဲ့ဒီစကန်းတွေကိုသာဝိုင်းရန်ဥတီချစ်တဲ့တိမ့်ပိုင်နေတဲ့တရင်တွေသူတို့မှသာလုံလောက်တဲ့ရိတ်ခါလုံလောက်တဲ့လက်နက်ကြီးလုံလောက်တဲ့ပြစ်ကူစစ်ကူနဲ့နောက်ကိုရနေပြီးတော့စဉ်စမပြတ်သူတို့ပြစ်ဖို့ကြီးကိုထောက်ပံ့ပေးနိုင်တယ်အချက်ချာကြတဲ့နေရာတွေအထိသိမ့်နိုင်အောင်တိုက်ခဲ့ပြီးပါပြီသို့တော့အချက်ချာကြတဲ့နေရာတွေရောက်ခါနီးမှာ ီပြက်လက်လို့ဧခါရင်ဂလုံးလောက်လို့တက်ရင်းနေနောက်ပြန်ဆုတ်ခဲ့ရတာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်သူရဲ့ထောက်ပံ့မှုဟာအကန့်အသတ်ရှိနေလို့အဲ့တော့ကျွန်တော်ပြည်သူအားလုံးကိုအခုချိန်မှာတတ်နိုင်သမျှတတ်နိုင်သမျှအင်းကုံအားကုံအစွမ်းကုံထုတ်ပြီးတော့တော်လိုင်းရေးအောင်ပွဲရသည့်အထိကူညီပေးဖို့ပန်ကြားလိုပါတယ်။ဒါထဲမှာအတူရောင်နဲ့အလိန်နဲ့အညာတွေလှူစားခြားစားခွက်ခေါက်တွေရှိမှာပေါ့။ဒါတွေကိုကြော်လွားနိုင်ဖို့အခုဆိုရင်အတွေ့အကြုံနေနဲ့ အတွေးအကြံတွေကစကားပြောပြီးဖြစ်တယ်။ဘယ်သူဟာလူလင်လူညာလဲဘယ်သူဟာမမှန်ကန်ကန်နဲ့တကယ်တော်လန်တိုက်ပွဲဝင်နေရတယ်လဲပြည်သူလူထုတွေခွဲခြားနိုင်ပြီဖြစ်ပါတယ်။ဟောဝန်သာစာစကားလေးပြောအောင်မယ်။ကျွန်တော်အပါဝင်မော်ဒီကျန်တဲ့မိတ်ဆွေတွေဝိုင်းဝန်းပြီးတော့တုံးစော်တိုက်တွန်းခဲ့ကြတဲ့ဘဲကျုံမဲ့စီစဉ်မော်ဘဲကျုံမဲ့စီစဉ်အတွက်ကျွန်တော်ဒီအပိုင်းထိလက်ထက်မှာကျွန်တော်တို့တစည်းစာလုံးဝချင်းနေအာမခံနာပြီးတော့နှစ်စည်းစာပြပို့ဖို့အစဉ်သက်ဖြစ်နေပါပြီ။ နောက်ထပ်တစည်းကလည်းပြီးပို့မယ်လို့ဂရုပြုထားတဲ့အတွက်ကြောင့်လောလောဆယ်ကျွန်တော်မိတ်ဆွေများကဘဲကျုံးမဲ့ကောင်းကင်ကနေပြီးဘဲကျုံးမဲ့ UAV လေးလေးစီးတော့ကျွန်တော်တို့စတင်ပြီးတော့ရရှိပြီ။ဂျန်နဲ့ဒီ KNDF UAV D မှာလည်းတီးကြားနိုင်ငံတကာအလူရှင်တွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုရဲ့အင်တိုက်အားတိုက်ပါဝင်ကူညီလူစိတ်ကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့မလုံလောက်သေးပါဘူး။ကျွန်တော်တို့ပြောသလို플레이플레이စစ်ကမ်းမှာ အုပ်လက်ကြီးနဲ့ဘဲကျုံးတယ်လို့ကျွန်တော်တို့တွေလည်းအုပ်လက်ကြီးနဲ့ဘဲကျုံးဖို့လိုအပ်နေပါသေးတယ်။ဒါကြောင့်ဝိုင်းဝန်းကူညီပေးပါကျွန်တော် Facebook တွေမှာမတင်တော့ပါဘူးမရေးတော့ပါဘူးကျွန်တော်အကောင့်နဲ့အားလုံးပိတ်ခံထားရလို့ဖြစ်ပါလေအဲ YouTube ရပဲပြောတာဖြစ်ပါလေအားလုံးပြည်သူအားလုံးနှိုးကြပါစူးစိပါညီညွတ်ပါခွန်အားအင်ကုန်အားကုန်အသုံးပြုဖို့ကြိုးစားကြပါတဲ့ကျွန်တော်တော်လန်ညနေခင်းနှုတ်ဆက်ရင်းနဲ့ပန်ချလိုက်ပါစီအားလုံးတမ်းပါပါစီ